အဲကျွန်တော်တို့တန်ပါတယ်ပဲပြောပြောပေါ့နော်ခံနိုင်ရှိတယ်ပဲပြောပြောကြန့်ခံတယ်ပဲပြောပေါ့ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့အခုသတိထားရမှာကကျွန်တော်တို့ကခံနိုင်ရှိတယ်တန်ပါတယ်လို့ဆိုလို့ရှိရင်ကျွန်တော်တို့အားလုံးတွေးလိုက်တဲ့အတွေ့ကအဲကျွန်တော်တို့စိုးတွေလာတဲ့အခါမှာကျွန်တော်တို့တွေကအဲ့ဒါကိုခုခံနိုင်တယ်တွန်းလှန်နိုင်တယ်ပေါ့နော်ရာသွားဖြစ်လို့မျိုးတွေးကြတယ်ပေါ့ဒါပေမဲ့ကျွန်တော်အမြင်မှာတော့အဲကျွန်တော်တို့ကလော့ဒ်ဒန်၈ပါးရှိတာပေါ့အဲ့တော့အကောင်း၄ပါးရှိတယ်စိုး၄ပါးရှိတယ်ပေါ့နော်အဲ့တော့တော်လိုင်းကာလာမှာပဲဖြစ်ဖြစ် တာမန်ကာလတွေမှာပဲဖြစ်ဖြစ်လူတိုင်းလူတိုင်းကအဆိုးတွေကိုတောနှံကြတယ်ပေါ့ဒါပေမဲ့အကောင်းတွေကြုံလာတဲ့အချိန်မှာရောဆိုရဲမိကုန်ရှိတယ်ပေါ့ဆိုတော့ level light တယောက်ချင်းစီမှာမတူညီတဲ့ခန္ဓာရှိမှုတွေကမတူညီဘူးအဲ့ဒီပုံမှာလည်းကျမကိုယ်တိုင်အနေနဲ့အမြင်ဆိုရင်လည်းဒါမိကလေးတယောက်ဖြစ်တဲ့အတွက်ကြောင့်ပတ်ဝန်းကျင်မှာမိကလေးတွေအများကြီးတော့ရှိတယ်အဲ့ဒီတွေမှာမှကိုယ့်ရဲ့ဖြစ်တမ်းမှုတွေကတယောက်နဲ့တယောက်မတူညီတဲ့အတွက်ကြောင့်ဘယ်သူမှတော့ကိုယ့်ရဲ့ခန္ဓာရနဲ့တောင်းနှိုင်းရှင်လို့မရပါဘူးအဲ့ဒီပုံမှာကိုက အကောင်ဘက်ကိုအများကြီးတွေးတာပဲဖြစ်ဖြစ်အဆိုးဘက်ကိုအများကြီးတွေးတာပဲဖြစ်ဖြစ်မတူညီတဲ့ခွဲပြားမှုတွေကနေပြီးတော့မှကိုယ့်ရဲ့လက်ခံနိုင်ခြင်းပေါ်မှာပဲဘူတီနေမယ်လို့ကျွန်မယူဆပါတယ်